မင်္ဂလာပါကလေးတို့ရေဒီချေကတော့ဒိတ်ပန်တင် जा ပေးမယ်ဒီချေချမ်းပဲဖြစ်ပါတယ်။ခဲအရတော့သင်ခန်းစာလေးကိုပြန်စမယ်နော်။အခန်း၄ရုပ်ပြောင်းလဲခြင်းနဲ့ဓာတ်ပြောင်းလဲခြင်းမှာအပိုင်းနှစ်ဓာတ်ကုံတတိများနှစ်ဓာတ်ပြောင်းလဲခြင်းများအကြောင်းကိုဒီချေတို့ဆက်ပြီးတော့လေ့လာကြမယ်နော်။အရာဝတ္ထုတွေရဲ့ ဓာတ်ကုံသတိနဲ့ဓာတ်ပြောင်းလဲခြင်းဆိုတာဘာလဲဓာတ်ဝတ္ထုတွေမှာဆိုလို့ရှိရင်ကြည့်စုစမ်းသက်တိုင်းတန်နိုင်တဲ့ရုပ်ကုံသတိတွေရှိပါတယ်ဓာတ်ဝတ္ထုတွေရဲ့အရွယ်အစားပုံသဏ္ဍာန်နဲ့အခြားအခြေအနေတွေဟာရုပ်ကုံသတိတွေပဲဖြစ်ပါတယ်အဲ့တော့ဓာတ်ဝတ္ထုတွေရဲ့အရွယ်အစားပုံသဏ္ဍာန်နဲ့ဓာတ်အခြေအနေများပြောင်းလဲခြင်းစတဲ့အသွင်သဏ္ဍာန်များပြောင်းလဲခြင်းဟာဆိုလို့ရှိရင်တော့ရုပ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်ရုပ်ပြောင်းလဲခြင်းမှာတော့ဓာတ်ပစ္စည်းတွေဟာအစ်စ်မဖြစ်ပေါ်ပါဘူး ကဲအဲ့ဒါဟိုရှေ့ကသင်ခန်းစာမှာတစ်ချက်ရှင်းပြပေးပြီးသားဖြစ်ပါတယ်နော်ကဲအဲ့တော့ဒီချက်ကအခုဆက်ကူကိုမိရှု ပြပေးပါမယ်အဲ့တော့ဆက်ကူမိမရှုခင်မှာဆက်ကူရဲ့မူလဆက်ကူပေါ့နော်မူလဆက်ကူကိုဒီစတာတို့သမီးတို့မှတ်သားထားပေးပါကဲ အဲ့တော့လိုအပ်တာလေးကတော့19လိုမယ်ပြီးသွားလို့ရှိရင်တော့ဒီချေတို့ကမီးရှို့ဖို့အတွက်ဆိုတော့မီးချစ်လိုမယ်ပြီးသွားလို့ရှိရင်တော့ပကံပြားဘာဖြစ်လို့လဲဆိုတော့ပကံပြားလေးနဲ့မှဟိုမီးရှို့လိုက်လို့ရှိရင်ပေါ့နော်ဒီချေတို့ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်အန်အန်ရမဖြစ်အောင်ပေါ့နော်အန်ရမဖြစ်အောင်လို့ဒီချေတို့ကကျိုးတင်ကဝဲနေတဲ့ပကံပြားလေးပုံမှာမီးရှို့တာပို့ပြီးတော့အဆင်ပြေပါတယ်ပို့ပြီးတော့အန်ရကင်းပါတယ်နော်ကဲအဲ့တော့ဒီချေက19လေးကိုမီးရှို့ပြပေးပါမယ် ဟုတ်ပြီနော်အဲ့တော့ဒီလိုမီးရှို့ပြီဆိုလို့ရှိရင်တော့ဂယူရောဆိုက်ရမယ်နော်လက်တွေအပူလောင်မှာဆိုလို့နော်အဲ့တော့ဂယူလေးဆိုက်ပြီးတော့မှဆက်ကိုမီးရှို့ပါကဲဟုတ်ပြီဆက်ကိုမီးရှို့လိုက်ပြီအဲ့တော့ဆက်ကူကိုမီးရှို့လိုက်ပြီဆိုတော့ဂုဏ်ရုံကဆက်ကူကမူလဆက်ကူပြန်ရပါလားမရဘူးနော်ဟုတ်ပြီအဲ့တော့ဆက်ကူကိုမီးရှို့လိုက်ပြီဆိုတော့တအားတော်သမီးတို့ဘာကိုတွေ့ပါသလဲဆက်ကူကိုတွေ့ပါလားဒါမှမဟုတ်ဘာလေးကိုတွေ့ပါသလဲ ဟုတ်ပါတယ်ပြာကိုတွေ့ပါတယ်အဲ့တော့ဆက်ကူကမူလရဲ့ဆက်ကူပြန်မရတာဖြစ်ရတဲ့မူလအရာဝတ္ထုပစ္စည်းကိုပြန်မရတာဖြစ်ရတဲ့သူကဓာပြောင်းလဲခြင်းဖြစ်ပါတယ်အဲ့တော့ဆက်ကူမီးလောင်ခြင်းဟာရုပ်ပြောင်းလဲခြင်းလားဓာပြောင်းလဲခြင်းလားဓာပြောင်းလဲခြင်းဖြစ်ပါတယ်ကွယ်လုပ်ငန်းနှစ်တန်သည်ရေလေတို့နဲ့ထိတွေ့ပါကဘလို့ဖြစ်သွားပါမလဲ လုပ်ငန်းနှစ်တန်သည်ရေလေတို့နဲ့ထိတွေ့ပါကဘလို့ဖြစ်သွားပါမလဲအဲ့တော့ပုံလေးကိုကြည့်ပါအဲ့တော့တန်ချောင်းအနှင်းငယ်နှစ်ရွယ်တူဖန်ပလင်းနှလုံးကိုတစ်ချက်လိုယူပါမယ်ပထမ6တွေ့တဲ့ပလင်းထဲမှာဆိုရင်တန်ချောင်းအချို့ကိုထည့်မယ်ဒုတိယပလင်းထဲမှာတော့ကြံအချို့ကိုတန်ချောင်းများနစ်မြုပ်အောင်ရေအနှင်းငယ်ထည့်ပြီးတော့တပတ်ခန့်တစ်ချက်လိုပိတ်ထားပါမယ်တပတ်ခန့်ကြာတဲ့အခါမှာ ထိုပလင်းတစ်ခုထဲမှာတန်ချောင်းကိုယူပြီးတော့တချဲတို့ကြည့်ရှုလေ့လာပါအဲ့တော့လေ့လာတွေ့ရှိချက်လေးတွေကိုတချဲတို့ဇရားမှာဖြည့်ဆွဲကြရအောင်ကဲအဲ့တော့တချဲတို့ကဇရားလေးကိုကြည့်ပေးပါ လေနဲ့ထိတွေ့တဲ့တန်ချောင်းနဲ့လေရေတို့နဲ့ထိတွေ့တဲ့တန်ချောင်းကဲအဲ့တော့ဘယ်လိုမျိုးလေးတွေဖြစ်သွားမလဲကဲပြီးသွားရင်တချဲနဲ့တူအဖြေလေးတွေပြောကြရမှာနော်ကဲအခုတော့တချဲတို့ကလေ့လာတွေ့ရှိချက်လေးတွေကိုအခြေခံပြီးတော့မိကုန်းလေးတွေဖြည့်ဆွဲကြရအောင်ကဲအဲ့တော့တက် ပလဲနှစ်ခုထဲမှာရှိတဲ့တန်ချောင်းတွေရဲ့ဂုံတက်တိတူညီပါသလားဘလို့ဂုံတက်တိတွေပြောင်းလဲသွားပါသလဲတန်ချောင်းရဲ့မူလဂုံတက်တိတွေပြောင်းလဲသွားပါတယ်တန်ချောင်းမျက်နှာပြင်ရဲ့အရောင်ထိတွေ့ခံစားရမှုတို့လည်းပြောင်းလဲသွားပါတယ်ကဲနံပါတ်1တန်ဟာရေလီတို့နဲ့ထိတွေ့တဲ့အခါမှာဘလို့ဖြစ်သွားပါသလဲဟုတ်ပြီတန်ဟာရေလီတို့နဲ့ထိတွေ့တဲ့အခါမှာတန်ကြီးတစ်ချင်းကို ဖြစ်ပေါ်စေပါတယ်နံပါတ်3 တန်နဲ့တန်ကြီးတွေဟာတူညီတဲ့ဒရဝတ္ထုပစ္စည်းတွေဖြစ်ပါသလားဘာကြောင့်ပါသလဲတန်နဲ့တန်ကြီးဟာဆိုလို့ရှိရင်တော့မတူညီရဒရဝတ္ထုပစ္စည်းတွေဖြစ်ပါတယ်တန်ကြီးဟာတန်နဲ့မတူတဲ့ဂုံသတ္တိတွေရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်နံပါတ်၄တန်မှာဘလို့ဂုံသတ္တိရှိပါသလဲအဲ့တော့တန်ဟာတန်ကြီးတနိုင်တဲ့ဂုံသတ္တိရှိပါတယ်နံပါတ်၅တန်ကြီးတက်ခြင်းဟာဘလို့ပြောင်းလဲခြင်းဖြစ်ပါသလဲ တန်ကြီးတချင်ဟာဆိုရင်တော့ဓာတ်ပြောင်းလဲခြင်းဖြစ်ပါတယ်ကွယ်။ကဲဒီ channel အတူတူလုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာကြရအောင်ဒရဝတ်ထူများမှာဘယ်လိုဂုဏ်သက်တီရှိပါသလဲ ကဲဒီချိန်နဲ့အတူတူလုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာကြရအောင်ဒရဝတ်ထူများမှာဘလို့ဂုံတက်တီရှိပါသလဲအတော့စာရွက်မီးလောင်ခြင်းဟာဓာတ်ပြောင်းလဲခြင်းဖြစ်တယ်တက်သားနဲ့တန်ကိုမီးရှို့တဲ့အခါမှာဘလို့ဖြစ်သွားမလဲဆိုတာကိုဒီချိန်တို့လေ့လာကြည့်ရှုပြီးတော့တွေ့ရှိချက်လေးတွေကို ပေးထားတဲ့ဇာတ်လေးမှာမှတ်သားမယ်ကဲအဲ့တော့ဒီချိန်ဇာတ်လေးပေးထားတယ်နော်ကဲအဲ့ဒီမှာဆိုရင်တက်သားမီးလောင်ခြင်း ဲတသားမိလောင်ချင်းရဲ့အနတ်ရဲ့အလင်းရဲ့အပူရဲ့တကယ်ပေးထားတယ်သူရဲ့ပြောင်းလဲမှုကတော့တစ်သားဟာမိကိုထွက်မယ်အဲအဲ့တော့တစ်သားကိုမိလောင်ချင်းမှာဆိုလို့ရှိရင်အနတ်ကဘယ်လိုရှိမလဲအနတ်ကနည်းနည်းလေးတော့ညှော်နှံ့ပေါ့နော်ညှော်တဲ့နှံ့လေးရမယ်အလင်းရမယ်အပူလည်းရမယ်ကဲတန်ချောင်းကိုမိရှုပ်မယ်ဆိုရင်ရောတန်ချောင်းကိုမိရှုပ်မယ်ဆိုလို့ရှိရင်လည်းတချို့တော့အနတ်ကလည်းခုနကပြောသလိုမျိုးဘာဖြစ်လဲတန်နဲ့နည်းနည်းညှော်နှံ့လေးရမယ်သူကတော့အလင်းကဘာဖြစ်လဲအဲတိတ်ပြီးတော့မှုံမှုံလေးပဲရမယ် အပူနော်သွားပူပူကြီးပေါ့နော်တန်ဆိုတော့ပူမယ်ကဲဥပမာနေတော့ဘာဖြစ်မလဲဆိုလို့ရှိရင်တန်ချောင်းကိုမိရှို့မယ်ဆိုလို့ရှိရင်တော့ तू ကတော့အပူတွေအရန်ထွက်မယ်နံပါတ်1တစ်သားနဲ့တန်ချောင်းကိုမိရှို့တဲ့အခါမှာဘလို့ဖြစ်သွားမလဲအဲ့တော့တစ်သားဟာမိလောင်ကျွမ်းပြီးတော့မှတန်ကတော့သူကလောင်လောင်မိလောင်ကျွမ်းမှုပေါ့နော်လောင်ကျွမ်းမှုကိုသွားတော့မရှိဘူးပေါ့နော်ကဲနံပါတ်2တစ်သားနဲ့တန်တို့ဟာတဲ့ဘလို့ဂုံတက်တိရှိမလဲအဲ့တော့တစ်သားဟာမိလောင်ကျွမ်းနိုင်တဲ့ဂုံတက်တိရှိပြီးတော့ တန်ဟာတော့မီးလောင်ကျွမ်းတဲ့ဂုံတက်တိတော့မရှိပါဘူး။နံပါတ်3တက်သားမီးလောင်ခြင်းနဲ့တန်ချောင်းကိုမီးရှို့ခြင်းတွေမှာဆိုရင်ねဘယ်ဟာကတပြောင်းလဲခြင်းဖြစ်မယ်ထင်ပါသလဲ။ဟုတ်ပြီ။တက်သားမီးလောင်ကျွမ်းပြီးတော့မှမူလဂုံတက်တိနဲ့မတူတဲ့ drop with ထုပစ္စည်းအသစ်ရှင်းပြောရလို့ရှိရင်တော့တချို့အပြာပေါ့နော်ပြာဖြစ်သွားတယ်အဲ့တော့ तू ကဓာပြောင်းလဲခြင်းဖြစ်တယ်တချို့ပန်ကိုမီးရှို့မယ်ဆိုလို့ရှိရင်တော့ तू က ဒေါဝတ္ထုပစ္စည်းအတိတ်တော့မဖြစ်ပေါ်ဘူး။ဒါကြောင့်သူကဓာပြောင်းလဲခြင်းတော့မဖြစ်ဘူး။ကဲတအားသူမျိုးအိမ်မှာလက်တွေ့လေတော့ပြုလို့လို့ရတယ်။ဒါပေမဲ့မိရောတော့တတိထားပြီနော်။လုံငန်းလေးလေးကိုဒီချိန်နဲ့တူဆက်ပေးလေးလာမယ်နော်နေ့စဉ်ဘွားမှာဆိုရင်တဲ့ မြည်သည့်ဓာတ်ပြောင်းလဲခြင်းတွေကိုတွေ့နိုင်ပါသလဲအဲ့တော့တကယ်ပုံလေးပေးထားတယ်အဲ့တော့ပေးထားတဲ့နေ့စဉ်ဘဝမှာရှိတဲ့ဓာတ်ပြောင်းလဲခြင်းရုပ်ပုံလေးတွေကိုလေ့လာကြည့်ရှုမယ်တွေ့ရှိချက်လေးတွေကိုတငယ်ချင်းနဲ့တူတူဆွေးနွေးပြီးတော့ဓာတ်ပြောင်းလဲခြင်းဖြစ်ရတဲ့အကြောင်းရင်းလေးတွေကိုအကြောင်းပြချက်လေးနဲ့တာတော်သမီးတို့ဖြေဆိုပေးပါဟုတ်ပြီနော်ဒါကတော့တာဝသမီးတို့အိမ်မှာကိုဟာကိုတငယ်ချင်းနဲ့ဆွေးနွေးပြီးတော့မဆုစာအုပ်လေးထဲမှာတွေ့ရှိချက်ကလေးကိုရေးထားပြီးနော် ဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီတစ်ခါဒီချဲကတအားတို့သမီးတို့ကိုပြမယ့်ဟာလေးကတော့တပြောင်းလဲခြင်းမှာမှတပြောင်းလဲခြင်းမှာမှတချဲတို့ကဘာလဲဆိုလို့ရှိရင်တကြားကလေးပေါ့နော် တကြားကလေးရဲ့တပြောင်းလဲခြင်းဖြစ်လားရုပ်ပြောင်းလဲခြင်းဖြစ်လားဆိုတာကိုတအားတို့သမီးတို့ကိုဒီချဲပြပေးမယ်လက်တွေ့အဲ့တော့တချဲကအခုတကြားကလေးရှိတယ်အဲ့တကြားကလေးကိုတချဲကတူနဲ့ထူချလိုက်မယ် ကဲဟုတ်ပြီနော်အဲ့တော့ဒီချိန်ကတရားခဲလေးကိုတူနဲ့ထုလိုက်တဲ့အချိန်မှာဘလိုမျိုးလေးဖြစ်သွားပါလဲအဲ့တော့တရားခဲလေးကကိုနေရာတုန်းကတော့ဘာဖြစ်လဲသူ့ရဲ့ဂုံသက်တီလေးကတော့တကယ်တော့အခဲလေးပေါ့ကဲအခုကျတော့တရားခဲလေးကဘာလေးဖြစ်သွားမလဲတရားအမုံလေးဖြစ်သွားတာဟုတ်တော့သမီးတို့တွေ့ရပါလိမ့်မယ်ကဲကိုနေရောင်ကဒီချေကတရားခဲလေးကိုထုလိုက်တော့တရားအမုံလေးတွေဖြစ်သွားတာကိုတအားသမီးတို့တွေ့ပါလိမ့်မယ်။ကဲအဲ့တော့ဒီချေကအဲ့တရားအမုံလေးတွေကိုဒီချေကမီးရှို့ပြပါမယ်။ ကဲဟုတ်ပြီအဲ့တော့ဒီခြေကဒီကြားအမုံလေးတွေကိုမီရှူပြပေးပါမယ်ကြီးထားပေးပါနော်တွေ့လေးလာတွေ့ရှိချက်လေးတို့မဆုမရေးထားပေးပါဟုတ်ပြီနော်ပူမှာဆိုလို့ဒီခြေကအဝတ်စာလေးနဲ့ဒီခြေကရှုပ်မယ် အဲတွေ့ရှိချက်လေးတွေကိုမှတ်ထားပြီးပါနော်ကဲအဲ့တော့ဘာလေးတွေတွေ့ပါသလဲကဲမှတ်ထားပြီးပါနော်ပြီးရင်ဒီချင်းမိကုန်းလေးတွေမေးကြည့်ပေးပါမယ် ကဲဟုတ်ပါပြီကဲတရားကလေးတွေအရေးပြောသွားပြီးတော့ဘာတွေဖြစ်သွားလဲကဲအဲ့တော့ဒီချင်းမင်းကုန်းလေးတွေစမိတော့မနော်ကဲကြည်ပါအဲ့တော့ကိုနေရတော့တရားကလေးရတော့တရားမုံလေးဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့ဒီတော့အခုဒီမှာကြည်ဒီမှာဒီချင်းကတရားအမုံလေးတွေကိုဒီချင်းမင်းရှိုးလိုက်တဲ့အချိန်မှာသူဟာမူလတရားအယောင်များရပါသလား ရတော့ဘူးเนาะကြားလေးရောင်မရတော့ဘဲねမူလကြားရောင်ကအဖြူရောင်လေးအဲ့ဒီရောင်လေးမရတော့ဘဲねဘာဖြစ်သွားလဲအမဲရောင်เนาะအမဲရောင်လေးကိုသူပြောင်းသွားတယ်အဲ့ဒီတော့သူကပူပေးပြီးရဲ့နောက်မှာမူလကြားကဲပြန်ရမရဟုတ်ပြီเนาะမူလကြားကဲမရတော့ပါဘူးပြီးတော့သူဟာအမဲရောင်ထိပြောင်းသွားတယ်ဖြစ်တဲ့အတွက်ကြောင့်သူဟာရုပ်ပြောင်းလဲခြင်းလားဓာပြောင်းလဲခြင်းလားမူလကြားပြန်မရတာဖြစ်တဲ့အတွက်သူဟာဓာပြောင်းလဲခြင်းဖြစ်ပါတယ် ဲ့တော့တန်ကြီးတက်ချင်းကဲတန်ကြီးတက်ချင်းကတော့ဘာဖြစ်မလဲဆိုရင်ဓာပြောင်းလဲခြင်းပဲဖြစ်တယ်အဲ့လိုတန်ကြီးတက်ချင်းဟာဆိုလို့ရှိရင်အများအားဖြင့်သူကဖြင်းချင်းစွာ ဖြစ်ပေါ်တယ်တန်ဓမ္မမို့လို့ရှိရင်တန်မရိတွေဟာရေတွေလေနဲ့အချိန်ကြာမြင့်စွာသူတို့ဟာထိတွေ့လိုက်တဲ့အခါမှာတန်ကြီးတခြင်းကိုဖြစ်ပေါ်ပါတယ်။ကားတွေသင်းမောတွေရဲ့တန်အစိပ်ပိုင်းတွေမှာအညူရောင်ကွက်ကလေးတို့သားတို့တွေ့ဘူးပါလိမ့်မယ်။အဲ့လိုဖြစ်ပေါ်တာတန်ကြီးတခြင်းပဲဖြစ်ပါတယ်ကွယ်။ တန်ချေးဟာတန်ဓမ္မမို့လို့ရှိရင်တန်မဏိရဲ့မျက်နှာပြင်ပေါ်မှာဖြစ်ပေါ်တဲ့အပေါ်ရန်အလွာလေးပဲဖြစ်ပါတယ်။တန်ချောင်းတစ်ချောင်းကိုမိုးရေထဲမှာထားလို့ရှိရင်အဲ့ဒီတန်ချောင်းဟာမျက်နှာပြင်ပေါ်မှာတန်ချေးတက်လာတာကိုသားတို့သမီးတို့တွေ့ဘူးပါလိမ့်မယ်။တန်ချေးမှာဆိုလို့ရှိရင်တန်နဲ့မတူညီတဲ့ဂုံသတ္တိတွေရှိပါတယ်။တန်ချေးဟာတန်မဟုတ်တော့ပါဘူးနော်။တန်ရဲ့မူလဂုံသတ္တိပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။တန်ကြီးတစ်ချင်အားဆိုလို့ရှိရင်တော့ဒုဝိထုပစ္စည်းအတိတ်တစ်ခုဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ကဲတချဲတော့အနှစ်ချုပ်ကြည့်ရအောင်နော်အဲ့တော့မူလဒေါဝိထုပစ္စည်းတစ်ခုမှာအခြားဒေါဝိထုပစ္စည်းအစ်စ်တစ်ခု ဖြစ်တော့ပြောင်းလဲသွားတာကိုဓာတ်ပြောင်းလဲခြင်းလို့ခေါ်ပါတယ်ဓာတ်ပြောင်းလဲခြင်းဟာဆိုလို့ရှိရင်တော့ဒေါဝိထုမျိုးအစားအစ်စ်များဖြစ်ပေါ်စေတယ်ရုပ်ပြောင်းလဲခြင်းကတော့ဒေါဝိထုအစ်စ်မဖြစ်ပေါ်ပါဘူးစကူမီလောင်ခြင်း၊တန်ကြီးတက်ခြင်း၊တက်သားမီလောင်ခြင်းသူတို့ဟာတော့ဓာတ်ပြောင်းလဲခြင်းတွေပဲဖြစ်ပါတယ်။ တသီးများမှဲ့ခြင်းပုတ်ခြင်းအစာချေခြင်းမိရှူမိပန်းတွေပောက်ကွဲခြင်းအစာအစာများချက်ပြုတ်ခြင်း သူတို့ဟာလည်းတပြောင်းလဲခြင်းတွေပဲဖြစ်ပါတယ်ကွယ်အဲ့တော့ဓာဝင်ထွက်လာခြင်းအနံ့ပြောင်းလဲခြင်းဒါမှမဟုတ်လို့ရှိရင်အပူအလင်းထွက်ခြင်းပြီးအယောင်ပြောင်းလဲသွားခြင်းတွေကလည်းဓာတ်ပြောင်းလဲခြင်းဖြစ်ပေါ်မှုကိုသိရှိနိုင်တဲ့လက္ခဏာညစ်တွေပဲဖြစ်ပါတယ်ကွယ် ဒေါဝိထုပစ္စည်းတစ်ခုဟာမူလဂုံသတ္တိနဲ့မတူညီတဲ့အခြားဒေါဝိထုပစ္စည်းအသစ်တစ်ခုအဖြစ်သို့ပြောင်းလဲနိုင်တဲ့ဂုံသတ္တိကိုသူ့ရဲ့ဒေါဝိထုပစ္စည်းရဲ့ဓာတ်ဂုံသတ္တိလို့ခေါ်ပါတယ်ကွယ်။စာရွက်နဲ့သစ်သားတွေမှာမီးလောင်နိုင်တဲ့ဓာတ်ဂုံသတ္တိရှိပါတယ်။တန်မှာတော့မီးလောင်နိုင်တဲ့ဓာတ်ဂုံသတ္တိမရှိပါဘူး။တန်ဟာရေရေလေရေနဲ့ထွဋ်ထွေပြီးတန်ကြီးတက်နိုင်သောဓာတ်ဂုံသတ္တိပဲရှိပါတယ်။ တကြားကိုထုချေခြင်းဟာအရွယ်အစားနဲ့ပုံသဏ္ဍာန်ပြောင်းလဲသွားပေမဲ့သူက drug ဝတ္ထုပစ္စည်းအသစ်မဖြစ်ပေါ်တဲ့အတွက်ကြောင့်ရုပ်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်ဒါပေမဲ့တကြားကိုအပူပေးလိုက်လို့ရှိရင်တော့အနက်နဲ့အယောင်ပြောင်းလဲသွားပြီးတော့ drug ဝတ္ထုပစ္စည်းအသစ်ဖြစ်ပေါ်လာပါတယ်တကြားကိုအမဲအောင်ပြောင်းသွားတဲ့အထိအပူပေးလိုက်တဲ့အခါမှာဓာတ်ပြောင်းလဲခြင်းကိုဖြစ်ပေါ်ပါတယ်အဲတော့တချို့ပတ်ဝန်းကျင်တွေမှာဓာတ်ပြောင်းလဲခြင်းအမျိုးမျိုးကိုနေ့စဉ်တွေ့မြင်ကြရပါတယ်ကွယ် ။သင်ခန်းစာလေးကိုဒီချက်ရှင်းပြလိုက်တာကိုနားလည်မယ်လို့ထင်ပါတယ်။နောက်စာသင်ချိန်မှာဒီချက်နဲ့တူတူပြန်တွေ့မယ်နော်။